ဒီနေ့ကတော့စိတ်တက်ပြန်တက်လာဖို့အကောင်းဆုံးနီလန်းလေးတွေကိုဖတ်ပြပေးသွားမှာပါတကယ်တော့စိတ်တက်ကြရဆိုတော့ကိုတယောက်တည်းမဟုတ်ပါဘူးကိုတို့လူသားတွေအားလုံးစိတ်တက်ကြတက်ကြပါတယ်ကိုလည်းစိတ်တက်ကြတက်ပါတယ်ဒါကြောင့်ကိုမှစိတ်တက်ကြဖို့ရှိရဲ့အားငင်စရာမလိုပါဘူးပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမှအဆင်မပြေလို့စာမိုးပဲကြလို့ ယုံမလားလို့အစတဖြစ်အမျိုးမျိုးကိုစိတ်တက်ကြနေတက်ကြပါတယ်စိတ်တက်ကြတာဆင်းရဲချမ်းသာမရွေးပါဘူးပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့ကိုကထင်ပါပေါ့တကယ်တော့ကိုထင်တယ်လို့မဟုတ်ပါဘူး ဥပမာကိုကတိမ်မချမ်းသာတဲ့တာမယုံဝင်တဲ့တယောက်ဖြစ်ပြီးကို့မှာကိုအရင်ကြိုက်တဲ့ iPhone လေးတစ်လုံးရှိရဆိုပါစို့အဲ့ဒီ iPhone လေးတစ်စီးပေါ်မှာမိကြံခဲ့ရဆိုရင်ကိုဘယ်လိုခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါ၁၀သိန်းခွင့်ချင်းလောက်တန်မှုရှိရပစ္စည်းတစ်ခုအတွက်တောင်အဲ့ဒီလောက်စိတ်တော့ကရရောက်ပြီးစိုးရိမ်ပူပန်တက်နေရင်တိမ်ထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရောစိတ်ထဲမှာဘယ်လိုဖြစ်နေမယ်ထင်လဲသူတို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူမရှိပါဘူးဒီထက်ပိုချမ်းသာဘူးစူးစမ်းနေတဲ့သူတွေကြီးပါပဲ သူတို့မှာရှိတဲ့ချမ်းသာခြင်းတွေကိုမပြောက်ပြက်အောင်အမြဲထိမ့်သိမ့်နေရပါတယ်။တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါ။လူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကျတယ်လို့သတ်မှတ်လိုက်ပါတယ်။အဲ့ဒီတော့ပတ်စံကြီးများခြင်းပျော်ရွှင်မှုဆိုတဲ့ညီများချင်းနဲ့သူတို့ဘဝတွေကိုပေါင်ခတ်လိုက်တယ်။သူတို့အဲ့ဒီဘောင်ထဲမှာပဲနေထိုင်ကြတယ်။ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းအစစ်မှန်ကိုမရရှိကြဘူး။ သူတို့ဘဝတွေကိုလောဘနဲ့အနာတက်လိုက်တယ်သူတို့ရဲ့ညီမြချင်းကလောဘအပေါင်းပတ်စံညီမြချင်းပျော်ရွှင်မှုဖြစ်လာတယ်ကြာလာတော့ညီမြချင်းရဲ့တစ်ဖက်တစ်ချမ်းကပျော်ရွှင်မှုသူတို့စီမှာမရှိတော့ဘူးသူတို့စီမှာကြံခဲ့တာကလောဘအပေါင်းပတ်စံဖြစ်သွားတယ်သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ကြောက်တုံးကြီးကြီးတုံးကိုအယမ်းမှတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရတယ်လို့ပဲ သူတို့တက်တာမြင်လာလေလေအဲ့ဒီကြောက်တုံးကြီးကိုနောက်ပြန်မကြအောင်အားဖို့ဆိုင်ရလေလေပါပဲတချို့ကလည်းအဲ့ဒီကြောက်တုံးကြီးကိုတွန်းနေတော့အယံဟတဲ့ကြဲကလေးတွေရဲ့ပဝန်းကျင်ကငှက်ကလေးရဲ့တိဆုတန်တွေကိုမခံစားမိလိုက်ကြဘူးတချို့ကလည်းမနိုင်တဲ့ကြောက်တုံးကြီးမှုလို့ဒလိခောက်ကိုပြုတ်ကြကြတယ်တချို့ကလည်းချွေးတန်တရင်ရင်နဲ့တချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်ဒါပေမဲ့နောက်ထပ်တရမယ့်တောင်တွေအများကြီးရှိမှအပေါ်ဆုံးရောက်မှတည်ခွင့်ရလိုက်တယ် ဖြစ်စဉ်နဲ့တတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာအလုံးကိုရှုံရှုံလိုက်ရတယ်။ဖြစ်စဉ်ကအရေးမကြီးဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့တခုရဲ့သောအကြောင်းရင်းတော့မဟုတ်ဘူး။သူကအစိတ်ပိုင်းတစ်ခုထက်မပိုပါဘူး။တတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ကိုကပတ်စံတည်တာပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်တဲ့အရာလို့တတ်မှတ်ရင်တော့ပတ်စံတွေရှာပြီးပြောအောင်ဆန့်ကျင်နိုင်ပါရဲ့။ဒီလိုမှမဟုတ်ပဲပတ်စံကအရာရာမဟုတ်ဘူးလို့ကိုယူဆတယ်ဆိုရင်တော့ အောက်ပါနီလန်းလေးမျိုးတိုင်းဆန်းသက်ကြည့်စေချင်ပါတယ်ကိုကိုတိုင်းလည်းပျော်ရွှင်စွာနေလိုက်ခဲ့တဲ့နီလန်းတွေဖြစ်ပါတယ်အတွေ့အကြုံကိုပြောင်းလဲကြည့်ပါစိတ်ကအရာရာပါပဲဥပမာကိုကြုံဦးမှာပေါ့ကိုမှန်ထဲမှာကြီးလိုက်တော့တစ်ခါတလေမှချိုးနေတတ်ပါတယ်အဲ့လိုချိန်မျိုးဆိုကိုကိုကိုအားရနေတတ်ပါတယ်လူရှိသူရှိကိုထွက်တော်လဲယုံကြည်မှုအပြည့်နဲ့ထွက်နိုင်ပါတယ်အဲ့ဒီလိုနည်းမျိုးဆိုဘာပဲလွတ်လွတ်အောင်မြင်တာများပါတယ်ဒါပေမဲ့ကိုရိုးတွေကအမှန်ကြည့်ပြီးကိုကိုကိုအပြစ်ရှာခြင်းဆိုလူသားမျိုးနွယ်တွေလीအ နှာခေါင်းကမလှဘူး၊နေရွက်ကကားရဲ့မျက်လုံးကဆွေတယ်၊စသဖြင့်ကို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 ကရင်ပြီးစိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်။အဲဒီလိုနေမျိုးဆိုရင်တော့စိတ်ဓာတ်တွေကျနေတတ်ပါတယ်။ကိုကိုကိုယုံကြည်မှုကကျသွားတယ်။အကျိုးဆက်နေတဲ့တစ်နေ့လုံးဘာလို့လို့အဆင်မပြေတော့ဘူး။ဒီချင်းလေးကို ပြန်သုံးသက်ကြည့်ရအောင်ကိုရုပ်ကကိုရုပ်ပါပဲပြောင်းသွားတာကကိုရဲ့စိတ်ပါကိုရဲ့စိတ်ကကိုကိုအချင်းချလိုက်တယ် ိုကလည်းအချင်းချခံရအောင်ကိုမရမကလိုက်ပြီးတွေးတယ်။စိတ်ကအရာရာပါပဲ။အလိုလျောက်လေးထဲမှာလွင်မျောနေတဲ့တိမ်တွေကိုလည်းဆင်ရုပ်တွေ၊ကြားရုပ်တွေဖြင့်မြင်ကြည့်လိုက်လို့ရတယ်။ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖြာလေးကြီးကိုလည်းတရေလိုတွေးပြလိုက်လို့ရတယ်။အဲ့ဒီတော့တေချာပြန်ပြီးစဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါ။ပတ်စံမဟုတ်ပါဘူး။ပတ်စံနဲ့ညီမြချင်းချချင်ရင်လည်းရပါရဲ့။ဒါပေမဲ့အဲ့ဒီလိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံအရင်ရှာကြည့်လိုက်ပါ။ ဒီစာအုပ်ကိုဖတ်နေကလေးကကိုဟာစိတ်တက်ပြန်တက်ချင်နေသူဆိုတာသိကြပါတယ်။ကို့အတွေ့အကြုံနည်းနည်းလောက်ပြောင်းလဲကြည့်ပါ။ကို့ရဲ့အထက်ကသူတွေကြီးကိုပဲမကြည့်ပါနဲ့။ကိုစိတ်တက်ကြနေဆိုရင်ဘတ်စကားတွေကြားထဲပြေးလွှားပြီးပန်းရောက်နေတဲ့ကလေးတွေ၊သူများကြောင်းစိမ်ဝတ်စုံလေးတွေငေးကြည့်နေတဲ့ကလေးတွေတစ်နေ့လုံးမှထမင်းတစ်နက်ပဲစားရတဲ့သူတွေကိုအားနာတယ်။ကိုမရုပ်ပိုင်းဆိုင်ရာအားနေချက်ရှိတယ်လို့ထင်ဆယ်တန်းမှတင်ခဲ့ရဘူးလေဟယ်လန်ကယ်လာကိုအားနာပါ မျက်စိလည်းမမြင်ငါလည်းမကြားခဲ့တဲ့ဟန်ရန်ကန်လာတော်ဘဝကိုရင်ဆိုင်နိုင်ကိုကရောခုမျက်လုံးမလှဘူးထင်ရင်တစ်ခါလုံးမျက်လုံးမှုပြီးလမ်းလျှောက်ကြည့်ပါမျက်စိမမြင်တဲ့သူတရားတို့ဆိုရင်ရောဘယ်လိုနေမလဲကိုအရန်ကန်ကောင်းပါလေကိုစိတ်တကြနေတဲ့ချိန်ဒီစာအုပ်ကိုကိုဖတ်နိုင်တယ်ဘဝရဲ့အလှပတွေကိုခံစားနိုင်ပါတယ်မနေ့ကဖြန်ဆိုတာမတိကြတဲ့အရာမျိုးလက်ရှိအချိန်ကိုလေးစားပါ ဘယ်တော့မှမကောင်းမြင်တဲ့စိတ်နဲ့အရာရာကိုမကြည့်ပါနဲ့အဲ့ဒါဟာစိတ်တက်ကြခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါအချုပ်ခန်းထဲကအချင်းချခံနိုင်ရတဲ့အချင်းသားနှစ်ယောက်ကဗရင်မအပြင်ပြက်ကိုတိုင်းလူကြည့်လိုက်ကြတယ်ပထမတစ်ယောက်ကပြောတယ်အပြင်မှာရေပွက်တီးကြီးပဲစိတ်ပြက်ကိုကောင်းလိုက်တာတဲ့ဒုတိယတစ်ယောက်ကပြောတယ်ဒီညလာတာရယ်နော်ကျယ်ပြီလဲဆုံးပြီအရန်လှလိုက်တာလူတွေရဲ့အတွေးတွေဟာလူတွေရဲ့ပျော်ရွှင်မှုပါပဲ perpetual quotient တဲ့ ိုမပြောင်းနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်ပါဘယင်ကထပ်ပိုးပြီးစိတ်ချမ်းသာလာတာတွေ့ရပါလိမ့်မယ်ကိုကိုကိုချီးကျူးပါကိုကိုကိုအမြဲပြစ်ရှာနေတာကိုခဏလောက်ရပ်ပြီးတစ်ခါလောက်ဖြစ်ဖြစ်ကိုကိုကိုချီးကျူးကြည့်ပါကိုပါပဲလှုပ်လှုပ်တစ်ခုခုအောင်မြင်စာပြီးဆုံးသွားတာကိုကိုကိုချီးကျူးဖို့မမေ့ပါနဲ့လူတိုင်းလူတိုင်းမှာပင်ကိုရည်ချင်းရှိပါတယ်ခုမှလည်းရှိပါတယ် ကိုမှချီချူးစရာတခုမှမရှိဘူးလို့ထင်လို့လားချီချူးစရာတခုရအောင်ဖန်တီးပါဥပမာစိတ်တဘောထားကောင်းအောင်နေကြည့်ပါဒါဟာအတော်လေးကိုချီချူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကိုကိုကိုနှိမ့်ချပြီးနေကြည့်ပါဒါဟာလည်းလူတိုင်းမလုံနိုင်တဲ့အရေးအသွေးပါဒါမှမဟုတ်အချိန်လေးစားတဲ့သူတယောက်ဖြစ်အောင်နေကြည့်ပါဒါကလည်းတော်တော်ကိုချီချူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလုပ်ဖို့ပတ်စံတပြားမှမလိုပါဘူးကိုလှုပ်ချင်ဖို့ပဲလိုတာပါ နောက်တစ်ချက်အရေးကြီးတာကသူများကိုလည်းချီးကျူးပါရိုးရိုးသားသားချီးကျူးတာကချီးကျူးခံရတဲ့သူတွေကိုလည်းစိတ်ချမ်းသာစေချင်ပါတယ်။ဖောင်ထဲမှာမနေပါနဲ့ခုခုကိုပေါင်ခတ်ထားတာအရင်ဆိုးပါတယ်။တခုခုကိုမလုံနိုင်ဘူးအခက်ခဲတခုကိုမပြတ်ချော်နိုင်ဘူးစသဖြင့်တွေးရတာအရင်လွယ်ပါတယ်။ဒါပေမဲ့အဲ့လိုတွေးတာဟာဘာမှကိုအတုံးမဝင်ပါဘူး။ကိုယ့်ရဲ့ comfort zone တွေကနေထွက်ကြည့်ပါ။ဥပမာကိုကအင်္ဂလိပ်စာသင်တန်းတစ်ခုရှိမှရှစ်ထွက်ပြီးမပြောရဲဘူးဆိုပါစို့တခါလောက်ထွက်ပြောပြအောင်ထွက်ပြောပါ အဲ့ဒီလိုများများလုပ်ပြီးမှကိုကိုကိုယုံကြည်မှုတက်လာမှာပါအကျိုးဆက်အနေနဲ့ကိုကိုကိုချီးကျူးဖို့အရာတွေတိုးလာမှာဖြစ်ပါတယ်ကိုကိုကိုလက်ခံမှာဒီရဲ့ချက်ကအရန်ကိုအရေးကြီးပါတယ်ကိုအသားမဲသည့်ဖြစ်စေစီးရဲသည့်ဖြစ်စေဝါသည့်ဖြစ်စေပိန်သည့်ဖြစ်စေကိုကိုကိုလက်မှတ်ခံသေးသည့်ဖုံးကွယ်ဖို့ကြိုးစားနေသည့်မလုံခြုံမှုတွေနဲ့စိတ်ဆင်းရဲနေရအောင်ပါပဲလောကကြီးနဲ့အသားချဖို့ဆိုတာအရင်ဆုံးကိုကိုကိုလက်ခံရပါတယ် ိုကိုကိုလက်ခံသွားရင်ကိုရဲ့ရုပ်ရည်ကတိတိတတ်တာဟုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့အရန်ကိုကြည့်လို့ကောင်းနေပါလိမ့်မယ်။အမေရိကန်လူမဲ reparation ကိုတွေ့ဖို့မှာပေါ့အသားမဲမဲနဲ့ယုံမှုချောကြတာများပါတယ်။ဒါပေမဲ့ယုံကြည်မှုပြည့်နဲ့ကြည့်ကောင်းပါတယ်။ကိုကိုကိုယုံကြည်မှုကကိုရဲ့ရုပ်ရည်ကိုပါအများမြင်မှာပြောင်းလဲပြစ်နိုင်ပါတယ်။ဒါကြောင့်ကိုကိုကိုလက်ခံမှာယုံကြည်ပါ။ပေါင်ထဲမှာမနေပါနဲ့။ပေါင်အပြင်ထွက်ကြည့်ပါ။အပြင်မှာအရန်လှပါတယ်။ ိမိမှာရှိရာကိုတန်ဖိုးထားပါ some people just don't know how to appreciate what they got တဲ့တချို့သူတွေကသူတို့မှာရှိရာကိုတန်ဖိုးမထားတတ်ကြဘူး iPhone လေးလိုချင်တာပဲတည်တယ်ပထမဆုံးဖုန်းလေးမကင်နိုင်တော့ကခံစားချက်ကိုမမှတ်မိကြဘူးမိမိအိမ်ရဲ့လုံခြုံအေးချမ်းမှုကို ခရီးထွက်နေတော့ဒုက္ခရောက်တဲ့အချိန်မှာတန်တားတတ်ကြပါတယ်အိမ်မနေတော့ကတော့အေကွန်မရှိလို့အိမ်ကအထက်မြင့်လို့စသဖြင့်စင်ကြယ်အမျိုးမျိုးပေးတတ်ကြတယ် ကျမ်းမာခြင်းရဲ့အကျိုးကျေးဇူးကိုနေမကောင်းမှသတိရကြပါတယ်မအီမသားနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတော့ကခံစားချက်ကိုသတိရပါတယ်ပုံမှန်အတိုင်းနေကောင်းချိန်မှာတော့ကျမ်းမာရဲ့တန်ဖိုးကိုမတိတဲ့ကြောင့်ဒါကြောင့်မိမိမှာရှိရာလေးကိုတန်ဖိုးထားကြပါလဲချတိုင်းပြန်ထားပါပစ္စုပ္ပန်မှာနေထိုင်မှာနောက်ရက်တွေလဲစာပိုက်လေးတွေကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်